အစိုးရဒေလက်ထက်ပြည်ပပို့ကုန်တင်ပို့မှုသုံးစတိုးမြှင့်ဖို့ဆိုရင်အစိုးရဘက်ကဖြည့်ဆည်းပေးရမှာတွေရှိတယ်လို့စီးပွားရေးကျွမ်းကျင်သူတွေကထောက်ပြပြောဆိုလိုက်ပါတယ်ဥတိုက်စင်သတင်းပေးပို့ထားပါတယ်ရှင်မန္တလေးရဲ့ပြည်ပကုန်တမှုကအဓိကပို့ကုန်တွေဖြစ်တယ်လေယာဉ်နဲ့ရွတ်ထက်ကုန်တင်ပို့မှုက2056ဘဏ္ဍာနှစ်မှာကျဆင်းမှုရှိခဲ့တာပါဒါပေမဲ့စူဝါဖွဲ့တိကတော့ငါးနှစ်တာကာလအတွင်းမှာပို့ကုန်တင်ပို့မှုကိုလက်ရှိပမာဏနဲ့သုံးစတိုးမြှင့်ဖို့ညွှန်မန်းထားပါတယ် ဒါကြောင့်အစိုးရဖွဲ့တဲ့ရဲ့ပို့ကုန်မြှင့်တင်ရေးမျှော်မှန်းချက်ကိုပြည်မီဖို့ဆိုတာဘူဝါရာပိုင်းဆိုင်ရာမှန်ကန်ဖို့လိုတဲ့အကြောင်းစီးပွားရေးပညာရေးဆိုင်ရာကျွမ်းကျင်သူတို့ကထောက်ပြပြောဆိုခဲ့ပါတယ်။ကျွန်တော်အမြင်ကတော့ကျွန်တော်ဒူဒူနဲ့ထိချုပ်တယ်ဆိုတဲ့အနေနဲ့တော့ပြောချင်တယ်ပေါ့နော်။ဒီပညာတောင်းမလောင်းအင်ဖို့ကဘူဝေးသွားရမှာလို့ဒါတည်းစဉ်းစားဖို့ကောင်းတယ်နော်။ဒါတခုပါပဲ။အမချုံညော့ပြန်ပြောမယ်ဆိုရင်တော့ဒီနေ့ရဲ့ချင်းတွေကပြသပါမယ်။လာမယ့်နှစ်တွေအတွက်တော့ ဘယ်လိုပေါ့စီအောင်မှန်နေတာပေါ့စီမှန်နေနောက်မှန်ပေးလိုက်လို့တကယ်တော့ဟိုဖိတ်တာကြီးရဲ့ဟုတ်တယ်ဖြစ်တယ်မြင်လာမယ်နောက်ရှိတဲ့ပြည်ရကျွန်တော်တို့ကဓာတ်ရိုက်ကိုဖြည့်ရအောင်သုံးနိုင်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့ပို့ပေါ်ပို့ပေါ်ကသုံးပေါ်မှာတော့ကြပြတော့ရှိတယ်အဲ့လိုသုံးတာစီပွားရေးလုပ်ငန်းရှင်တို့ကလည်းပြီးခဲ့တဲ့ဆိုရလက်ထမလုံပိုင်ခွင့်နဲ့ပတ်သက်ပြီးလုပ်ငန်းရှင်တွေကိုကန့်သတ်မှုတွေရှိခဲ့လို့စွာသေးလက်ထမှာတော့ကန့်သတ်မှုတွေမထားဖို့လိုတယ်လို့ပြောပါတယ် လုံးခွင့်မရခဲ့ဘူးဆိုတော့ခုနပြောလုံးချင်ပြီးမဲ့ဘယ်နေရာမှာဘယ်အဆလုံးမှာမသိဘူးလေကျန်ခဲ့တဲ့ဆိုတာကလုံးခွင့်ရအောင်ဖန်တီးပေးရမယ်လုံးခွင့်ပေးရမှာရှိတယ်ကုန်ကြမ်းနေအများကြီးရှိတယ်ကုန်ကြမ်းနေကုန်ကြုံးပြဖို့လိုတယ်နော်စက်ဝင်ရုံလုံးတိုးတက်ဖို့အစိုးရကအားပေးရမယ်ကုန်ကြမ်းရှိသလိုပြပတင်သွင်းတဲ့ကုန်ကြမ်းတွေကိုလည်းအားပေးရမယ်အဲ့ချင်းကြအခွန်ခါတွေတက်တာပေးရမယ်လေဘတ်ဆက်တွေတက်တာအောင်လုပ်ပေးရမယ်တိမ်ပူဆောင်စီတွေကြားစီအောင်လုပ်ပေးရမယ်ဒါတွေအားလုံးအစိုးရလုံးအကုန်ရတယ်အစိုးရမလုပ်တာ ဟန်ပြပဲလုတ်ခဲ့တဲ့အစိုးရဖြစ်တယ်။တို့ရဲ့လာမဲ့ပြည်သူရေးချယ်ရေးဆိုတာဟန်ပြအစိုးရမဖြစ်ဖို့လိုပါတယ်။ဒီကိစ္စအစိုးရဘက်ကပြပကုံတော်မှုနဲ့ပတ်သက်ပြီးကုန်သွယ်မှုပမာဏကို2056ဘဏ္ဍာနှစ်အတွက်အမေရိကန်ဒေါ်လာ30ဘီလျံမျှော်မှန်းထားခဲ့ပေမယ့်ရရှိခဲ့တဲ့ကုန်သွယ်မှုပမာဏကပြီးခဲ့တဲ့2014-15ဘဏ္ဍာနှစ်နဲ့ရှင်ရင်အမေရိကန်ဒေါ်လာ3ဘီလျံနီးပါးရောကျမှုရှိခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်တိုက်စင်ပြင်ပို့ထားတာပါ။